အေရီတိုင်းပတိန်ခရိုင်ငပူတော်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှုကမတန်ဆန်းတွေအပါအဝင်လူအယောက်40အထိစစ်မှုထမ်းမှုအတွက်အထမဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါရယ်ငပူတော်မြို့နယ်တင်ငန်းကုန်းကျေးရအုပ်စုရဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုနဲ့စစ်ကောင်စီတပ်ကစစ်မှုထမ်းမှုအတွက်ဆိုပြီးရဲသားအယောက်40လောက်ကိုဖေဖော်ဝါရီ24ရက်နေ့ကနေစတင်ပြီး26ရက်နေ့ထိလက်နက်အပြည့်နဲ့အင်ဘော်ရီထိတက်ပြီးဖမ်းခေါ်သွားခဲ့တယ်လို့ဒေသခံတရားကပြောပါရယ် စစ်မှုရမ်းမောအတွက်ဆိုပြီးဖမ်းဆီးခေါ်ဆောင်ခံရတဲ့အရတားအယောက်40ထဲမှာအသက်18နှစ်မပြည့်သေးသူ18ယောက်အထိပါဝင်တယ်လို့မတန်ဆွမ်းလူငယ်၂ယောက်လည်းပါဝင်ပြီးအရင်လိုစာနဲ့ဆင့်မခေါ်ပဲမင်းမလိုက်တော့ပဲစစ်ကားတွေနဲ့လာဖမ်းခေါ်သွားတယ်လို့အုပ်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူတယောက်ကပြောပါရယ်စစ်ကောင်စီဟာရခိုင်ပြည်နယ်ကမြို့အားလုံးနှိပါလက်လွတ်ဆုံးရှုံးပြီးတဲ့နောက်လက်ရှိအာရခတပ်တော် AA နဲ့စစ်ကောင်စီတပ်တွေ AR တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာတိုက်ပွဲတွေပြင်းထန်နေပါရယ် ဒီအခြေအနေမှာပဲစစ်ကောင်စီကလည်းစစ်မှုရမ်းဖို့အတွက်ဆိုပြီးတပ်သားတစ်စုဆောင်းတာတွေအရင်ကထပ်ပို့ပြီးလုပ်လာတယ်လို့ဒေသခံတွေစီကနေသိရပါပါတယ်ခင်ဗျာ